ဗျာဒိစကားဆိုတိုင်းဗျာရောမဟုတ်ဗျာဒိဘေးတယ်ဆိုတဲ့စကားကိုကြားလိုက်ရင်ဘောရမဘုရားလောင်သူမိသားရှင်ရဲ့အစ်ကိုဒီပင်ကရာမြတ်စွာဘုရားကဗျာဒိဘေးတဲ့အကြောင်းကိုသတိရပြပါရမဝရီမြို့ကိုဒီပင်ကရာမြတ်စွာဘုရားကြွတော်မူလာတဲ့အခါမြို့သူမြို့သားတွေကလမ်းပြင်ပြီးကြိုးဆိုကြပါတယ်။တန်ပိုင်တစ်ခုစီတစ်ခုစီတာဝန်ခွဲဝေပြီးမြို့သူမြို့သားတွေလမ်းပြင်ကြပါတယ် ဒီပင်ကရာဘုရားရှင်ကြွလာခြင်းအထိသူ့မိသားရှင်ရဲ့သေကသူတာဝန်ကျတဲ့လမ်းပိုင်းကိုပြုပြင်လို့မပြီးသေးတာကြောင့်ယသေကဘုရားရှင်ကြွနှင်းလျှောက်လန်းဖို့သူ့ခန္ဓာကိုယ်ကိုတရားထိုးသလိုအလျားထိုးမှောက်ပေးလိုက်ပါတယ်အဲ့ဒီတုန်းကသူ့မိသားရှင်ရဲ့သေဟာဒီပင်ကရာမြတ်စွာဘုရားရဲ့ခြေတော်ရင်မှာဘုရားစုပန်ခဲ့ပါတယ်ဒီပင်ကရာမြတ်စွာဘုရားကလည်းသူ့မိသားရှင်ရဲ့သေကိုကြားရပေးခဲ့ပါ သူမေသာရှင်ရဲ့တဲ့ဟာနောက်အခါမှာဘောရမဘုရားဖြစ်လိမ့်မယ်လို့ကြိုတင် ဟောကိန်းထုတ်တာပါအဲ့ဒီလိုကြိုတင်ဟောကိန်းထုတ်တာကိုဗျာဒိတ်ပေးတယ်လို့ခေါ်ပါတယ်ဒါကဗုဒ္ဓဘာသာပိဋကတ်တော်ထဲမှာလာတဲ့ဒီပင်ကရာမြတ်စွာဘုရားရဲ့ဗျာဒိတ်တော်ဖြစ်ပါတယ်ဤတော်ကပ္ပတတ္တသဟတာတိကာနံစတုံနံအတေခိယာနံဗတ္တကေဂေါတမောနာမဘုဒ္ဓဘဝိတ္တိစရှိတဲ့ ဘုရဝင်ဗျာဒိဘိဇလံကိုခောတကဏိကေအပါရဏအထက္ကရာမှာတွေ့ရပါတယ်။တခြားဗျာဒိဘေးပုံတွေလည်းပိဋကတ်တော်မှာအများအပြားရှိနေပါတယ်။အဲဒီလိုဗျာဒိဘေးဓာတွေကိုတွေ့ယူပြီးနှောင်းလူတွေကလည်းဗျာဒိတွေဖန်တီးကြပါတယ်။ချင်ရှားတဲ့ဥပမာတစ်ခုကိုမန္တလေးတောင်ပေါ်မှာတွေ့နိုင်ပါတယ်။တကုသောဘဝမှာမင်းတို့မင်းလောင်းလျာဟာတန်တာမှုခီပြီးရှိတဲ့ဘလူးမဖြစ်ခဲ့ပြီးမန္တလေးတောင်မှာ ဘောရမမြတ်စွာဘုရားနဲ့တွေ့တဲ့အခါမြင်သားကိုဖြတ်လူတယ်ဘောရမမြတ်စွာဘုရားကလည်းဒီဘလူမဟာနောင်တော့အခါဒီဒေသမှာမင်းတို့မင်းတရားကြီးဖြစ်လာလိမ့်မယ်လို့ဗျာဒိစကားပြွက်ကြခဲ့တယ်အဲ့ဒီဇလန်းကိုတရုတ်ခေါ်တဲ့ရင်သားလူနေတဲ့တန်တမှုကီဘလူးမရုပ်တုကိုမန္တလေးတောင်ပေါ်မှာတွေ့နိုင်ပါလေ။ဒီပြားရိတ်ဟာဘောရမဘုရားနဲ့ပတ်သက်နေပြီမြင့်ပိဋကတ်တော်မှာ မပါတဲ့အတွက် လောက်ကြံဖန်တီးမှုလို့ဆိုရမှာဖြစ်ပါတယ်မင်းတို့မင်းကိုမဖို့အတွက်မင်းတို့မင်းလက်ထက်ကဖန်တီးခဲ့ပြီးမင်းတို့မင်းကိုယ်တိုင်သဘောကျခဲ့တဲ့ဇလန်းလားဘုရားဘူးတွေကိုဆွဲဆောင်ဖို့နောက်မှဖန်တီးတဲ့ဇလန်းလားဒီဗျာဒိတ်ဇလန်းကိုမင်းတို့မင်းလက်ထက်ကဖန်တီးခဲ့ပြီးမင်းတို့မင်းကိုယ်တိုင်သဘောကျလို့ပြင်စမသင်္ကာယနာပိဋကတ်ကြောက်စာတဲ့အထိထည့်သွင်းခဲ့မယ်ဆိုရင် တဏ္ဍမုခီပြားတဲ့ကိုပစ္စမတန်ခါယနာပိဋကကျောက်စာထဲမချဲ့ခဲ့ပေမဲ့ယုတ်တိမရှိတဲ့ပြားလေးတစ်ခုပိဋကကျမ်းစာထဲပါနေတာကိုသတိထားမိပါလေမိလင်္ဒပညာကျမ်းစာထဲကပြားလေးဖြစ်ပါလေအဲ့ဒီကျမ်းစာရဲ့ဤတန်းမှာပါပါတယ်မိလင်္ဒပညာကျမ်းစာဟာတန်ဖိုးရှိတဲ့ကျမ်းစာတစ်ခုဖြစ်ပါတယ်ဘုရားဘာသာဆိုင်ရာအတိခက်တဲ့တရားသဘောတွေကိုနားလည်သဘောပေါက်စေနိုင်တဲ့အမေးအဖြေတွေပါဝင်ပါ ါပေမဲ့ယုတ်တိမရှိတဲ့ထွင်လုံးဖြာဒိတ်ပါနေတာကတော့သိကြပါလေဘယ်လိုဖြာဒိတ်လဲဘာကြောင့်ထွင်လုံးလို့ပြောရတာလဲမိလင်္ဒပညာကျမ်းစာဟာမိလင်္ဒမင်းကြီးနဲ့ရှင်သာဂတ်တင်တို့ရဲ့အမေးဖြေတွေဖြစ်ပါတယ်မေကွန်းရှင် မိလင်္ဒမင်းကြီးနဲ့ဖြစ်ရှင်ရှင်သာဂတ်တင်တို့ဟာပြည့်နေရရပုံကိုယ်တွေမဟုတ်ဘောရမမြတ်စွာဘုရားကြီးကญาထိတ်ญาထားသူတွေလို့ဆိုလိုပါတယ် အဲ့ဒီဗျာဒိတ်ဇာလံကိုမိလင်နာပညာကျမ်းစာရဲ့စာပိုက်နံပါတ်3ဘာဟိရကထာမှာလေ့လာနေပါတယ်။ရစင်စကားကြားမှုတီကရှေးလွန်လေပြီတော့အခါတတ္တပမြတ်စွာဘုရားဤသာသနာတော်ဒီထုံးဖြစ်ပေါ်လတ်တော်ငင်္ဂါမြေဤအနီးကျောင်းတိုက်တစ်ခု၌ရဟန္တာငါအများတရင်သုံးနေထိုင်လေ၏။ထိုကျောင်းတိုက်၌ဝကြီးဝငယ်အကျင့်သီလနှင့်ပြည့်စုံကုန်သောယဟန်တို့သည်နက်နက်စောစောထကုန်၍ အယိုးရှိတပြက်စီတို့ကို ယူချကုန်ပြီလျင်မြတ်စွာဘုရားဂုံဂျေစုတို့ကိုဆင်ခြင်ကုန်လျက်ကြောင်းတလင်းကိုတပြက်လဲချကုန်၍အမိုက်တရိုက်သူ့ပုံချင်းကို ပြုတ်လောက်ချကုန်၏ထိုအခါယဟန်တပါးသည်တာမဏေတဦးကိုတာမဏေလာလောဤတပြက်ချေးကိုစွန့်ပစ်ချေလောဟုပြောဆို၏ထိုတာမဏေသည် မကြားရောင်ပြွေသွားလေသည်တစ်ချိန်သုံးချိန်တိုင်တိုင်ခေါ်အပ်တော်လီထိုတာမဏေသည်မကြားရောင်ပြွေ သွားမြဲသွားတည်တာဒီထို့နောက်လူယဟန်သည်ဣသာမဏေက အပြောရခက်လေသွားဟုမြဲထွက်၍ပြည့်စည်ရုပ်ဖြင့်ရိုက်ပုတ်လေတို့တို့ရိုက်ပုတ်ခြင်းကြောင့်ထိုသာမဏေသည်ငိုလျက်ကြောက်ရွံ့သဖြင့်ပြည့်ချေးကိုစွန့်ပစ်စဉ်ကျွန်တော်သည်ပြည့်ချေးကိုစွန့်ပစ်ရသောပေါင်းမှုကြောင့်နိဗ္ဗာန်ရောက်သည့်တိုင်အောင်ဤအတွင်ဖြစ်လျာရာဘဝ၌ဝန်းတဲ့နေခဲ့သူဘုံကံကြည့်သူ တကိုးဒေသောကြည့်သူဖြစ်ရပါလိုဤဟုပထမအကျဉ်းချူတောင်း၏တမျက်ချင်းကိုစွန့်ပစ်ပြီးနောက်ရေချိုးရန်ငင်္ဂါမြစ်စိတ်သို့သွားပြန်သောတဝုံဝုံမြည်နေသောမြစ်ဤလိုင်းတဖို့အဟုံကိုမြင်ရပြန်၍ကျွန်ုပ်သည်နိဗ္ဗာန်ရောက်သည့်တိုင်အောင်ဤအတွင်ဖြစ်လျရာရာဘဝ၌ဤလိုင်းတဖို့အဟုံကဲ့သို့အရာအားလျော်စွာဖြစ်ပေါ်လာသောဉာဏ်ပฏิပန်ရှိသူအကုန်နိုင်သောဉာဏ်ပฏิပန်ရှိသူဖြစ်ရပါလိုဤဟုဒုတိယအကျဉ်းချူတောင်းမြတ် သောတာမဏေကိုစေခိုင်းသောယဟန်သည်လီတပြည့်စည်းချရာဆင်း၌တပြည့်စည်းကိုထား၍ရေချိုးရန်ကင်္ကာမြစ်စိတ်သို့သွားလာတော်တာမဏေဤစုတော်နံကိုကြားရသည်ဖြင့်ငါစေခိုင်းအပ်သောဤတာမဏေသည်ပင်ဤမြလောက်စုတော်ပြီသည်ဤငါအားအဘယ်မှာစုတော်မပြည့်စုံပဲရှိလိမ့်မည်နည်းဟုကြံစီ၍ငါသည်နိဗ္ဗာန်သို့ရောက်တည်တိုင်အောင်ဤအတွင်ဖြစ်လျာရာဘဝ၌ဤကင်္ကာမြစ်ဤတိုင်းတဘုံအဟုန်ကဲ့သို့ မကုံနိုင်သောဉာဏ်ပฏิပန်ရှိသူပြည့်ရပါလို၏။ဤသာမဏေမေတိုင်းမေတိုင်းသောပြဿနာအလုံးစုံကို ရှင်းလင်းရန်ဖြည့်ရှင်းရန်သွတ်နိုင်သူပြည့်ရပါလို၏ဟုထူတောင်းလေ၏။ဘောဓုနဥရောတိလီနတ်ဘုံလူဘုံတဲ့လေကျင်လေကုန်ဒီရဲ့တတ္တဘမြတ်စွာဘုရားနှင့်ငါတို့မြတ်စွာဘုရား၏တခုသောအကြောင်းကိုပုံလွန်ကြစေပါ။ခုနောက်ငါတို့၏မြတ်စွာဘုရားတိလီ ဘောက်ကလေးဗုဒ္ဓဒိဋ္ဌမထေရကိုပြားတဲ့ညွန်ကြားတော်မူအပ်တဲ့ကဲ့သို့ထို့အတူဘုသူနှုတ်ရောကိုလီပြားတဲ့ညွန်ကြားအပ်ကုန်၏။ငါဖုရားပြိနိဗ္ဗာန်သံလွန်တိမနောက်နှစ်ပေါင်း900ကျော်လွန်လတ်တော်ဘုသူနှုတ်ရောသည် ဖြစ်ပေါ်လာကုန်တံ့။ဘုသူနှုတ်ရောသည်တိမ်မွေ့နေနေစွာပြု၍ငါဟောကြားအပ်တော်ထိုတုတ်ပြိဓမာဝိနည်းတရားတော်တို့ကိုယတနာမေကွန်ဥပမာဥပမေယဤမြတ်တင့်တယ်သောဤတို့၏ ွားဖြင့်အချုပ်အထွေးမရှိအောင်ပြု၍ဝေဖန်ကြကုန်လက်တန်းဟုရာထဲညွှန်ကြားအပ်ကုန်၏ဒါကတော့သတ္တတန်ခါယနာမူမိလိန်တပညာမြန်မာပြန်ကျမ်းစာတွေကပေါ့နှုတ်ချက်ဖြစ်ပါလေဒီပြရိဇလန်းကဘယ်ကလာတာလဲကတ္တဗမြတ်စွာဘုရားရဲ့ပိဋကတ်ထဲမှာပါတာလားဘောရမမြတ်စွာဘုရားဟောကြားတော်မူခဲ့သလားဘယ်ကျမ်းစာဘယ်ပိဋကတ်ကိုကိုးကားမလဲ မိလင်နာပညာကျမ်းစာထဲမှာတော့အတ္တိတေကိရာကတ္တပဘဂဝါတော်သာသနေအစရှိသည်ဖြင့်ဆိုထားပါတယ်ဣရာလူပြောသူပြောကြားမှုတဲ့စကားလို့ကိုအကာပြုထားပါတယ်ဘောရမမြတ်စွာဘုရားပြိဋိဘံသံတော်မူကြီးနှစ်900လောက်ကြာမှပေါ်ပေါက်ခဲ့တဲ့ဒီမိလင်နာပညာကျမ်းစာကို ရေးသားတဲ့ဆာရေးဆရာက သူ့ကျမ်းစာကိုလူရှိအောင်ဘုရားနဲ့ဂိုင်ပေါက်တာလို့ဆိုနိုင်ပါတယ် ည်ရွယ်ချက်အမျိုးမျိုးနဲ့ဖန်တီးထားတဲ့ဗျာဒိတ်ပြီမိလင်နာပညာလိုကျမ်းစာတဲ့ဒီဝင်ရောက်နိုင်တဲ့ဖွင့်လုံးဗျာဒိတ်တွေရဲ့ခန်းကဏ္ဍကိုချော့တွယ်လို့မရပါဘူးမိတ်ဆွေတို့လည်းကိုယ်ပိုင်ဗျာဒိတ်တစ်ခုလောက်ဖန်တီးကြည့်ကြပါလားအတင်းဒီဘာဖျားဤသာသနာတော်ရင်း၌ Facebook YouTube Twitter အစဖြာသော online ပလက်ဖောင်းများ၌အာဟာဟီဟီဟော့ဟော့ရန်ရန်အလန့်ဖလန့်ထသူ user တယောက်ဖြစ်လက်တန်းလို့ ဘောရမမြတ်စွာဘုရားကြီးကຢာရိတ်ရခဲ့တယ်လို့ပညာမောခတ်ကြည့်ကြပါလား like တွေ share တွေ print တွေ follower တွေ subscriber တွေအများကြီးရနိုင်တယ်